ခင်ပွန်းတဲ့လူငယ်ချမ်းသာခွင့်မရသေးပေမယ့်အမြဲလုံးလေးရှိတဲ့မင်္ဂလာနှစ်ပတ်လည်နေ့အတွက်တင်းတယောက်ကျော်လူတန်းခဲ့တဲ့ခိုင်တင်ကြီးပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမီစနောက်ကနေပြန်လေးကြိုဆိုလိုက်ပါရစေ။ အနုပညာလောကမှာဆိုရင်မင်းသမီးကြီးခန့်သိန်းကြီးလို့ပြောလိုက်တာ ਨੇ ပရိသတ်တွေထဲမှာမသိရသူမရှိပါဘူးခန့်သိန်းကြီးကမင်းသမီးတွေထဲမှာတော်တော်လတ်လတ်ရှိပြီးတော့ချက်စပွဲအမှုရာတွေကြောင့်ပရိသတ်ရဲ့ချက်ကိုရရှိပိုင်ဆိုင်ထားပါတယ်ခန့်သိန်းကြီးကိုတော့ချက်စလုံးလေးနဲ့မခန့်လေးလို့ခေါ်ကြပါတယ်ခန့်သိန်းကြီးဟာဆိုရင်တရုတ်ဆောင်လောကမှာဒိတ်ဒိတ်ကျဲအောင်မြင်မှုတွေရရှိနေပေမဲ့သူမကအဲ့ဒီလိုအောင်မြင်မှုတွေကြားမှာဂုံယူဝင်ကြွားတဲ့စိတ်မန်မာနာတခွဲတာနဲ့ခွဲခြားဆက်ဆံတဲ့စိတ်လုံးဝလုံးဝမရှိပဲစိတ်ထားဖြူစင်နေသူပါ ခိုင်နင်းကြီးကအနုပညာမောင်နှမတွေနဲ့လည်းဖော်ဖော်ရွေရွေဆက်ဆံတက်ပြီးပရိသတ်ပေါ်မှာလည်းကောင်းကောင်းမွန်မွန်ချွတ်ချွတ်တတနဲ့ပြောဆိုတတ်ပါတယ်။မကန်လေးကအနုပညာလောကမှာအောင်မြင်နေုံသာမကအိမ်ထောင်ရေးထူထောင်ရမှာလေလူတိုင်းအားကြရလောက်တဲ့အထိအေးချမ်းတာယာပြီးရောပျော်ရွှင်ရတဲ့အိမ်ထောင်ကိုပိုင်ဆိုင်ထားပါတယ်။မကန်လေးကသမီးလေးကိုလိမ္မာရေးကြရှိအောင်တုံသင်ဆုံးမနိုင်တဲ့မိခင်ကောင်တယောက်ဖြစ်တဲ့အပြင်ကိုခန့်နိုင်ပေါ်မှာလည်းတစ္ဆာရှိပြီးချစ်ပေးတဲ့ဇနီးကောင်တယောက်ဖြစ်ပါတယ်။လူတိုင်းကလေးစားအားကြရတဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လောကနာတရားကြီးကတော့မခိုင်လေးတို့မိသားစုလေးကိုမျက်နှာသာမပေးဘဲနဲ့ကွဲကွာစေခဲ့ပါတယ်။လွန်ခဲ့တဲ့သုံးနှစ်လောက်ကကမကောင်းစွာနဲ့ပဲမင်းသမီးကြီးခိုင်လင်းကြီးရဲ့ယောက်ျားဖြစ်သူစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုခန့်နိုင်ကအကြောင်းတစ်ခုခုကြောင့်ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။မခိုင်လေးနဲ့သမီးဖြစ်သူတို့ကတော့ကိုခန့်နိုင်ဖမ်းဆီးခံရတဲ့ချိန်ကနေစလို့ပြန်လည်လွတ်မြောက်နိုင်အောင်လို့တာမင်းနဲ့အတူတူရုန်းကန်ခဲ့ကြရပါတယ်။ မကန်လေတို့သားမီးနှစ်ယောက်ဟာဆိုရင်လူငယ်ချမ်းသာခွင့်ပေးလေးရှိတဲ့အခကြီးရက်ကြီးတွေမှာကိုခန့်နိုင်လူမြောက်နိုင်စေဖို့အတွက်စူတောင်းဝေးပြူတာတွေကိုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းကိုခန့်နိုင်ကတော့အခုနှစ်ဆန်းတရနေ့မှာတောင်ပြန်လည်လူမြောက်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ မင်းသမီးကြီးနန္ဒလန်ရဲ့ယောက်ျားဖြစ်သူတထေကြီးဦးစေတီဟာကလည်းမင်းသမီးခန့်တင်းကြီးရဲ့ယောက်ျားဖန်းစည်းခံရပြီးတိတ်မကြခင်မှာအတူတူဖန်းစည်းခံလိုက်ရတာဖြစ်ပါတယ်။ဒီကနေ့တကြံကာလကပဲလူငင်းချမ်းသာနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့မခိုင်လေးရဲ့အမျိုးသားဖြစ်သူကိုခန့်နိုင်ကတော့ပါဝင်မလာခဲ့ပါဘူး။ ဒရိုက်တာစတီတောင်မှလူငင်းချမ်းသာခွင့်ရခဲ့ပေမဲ့သူမရဲ့ခင်ပုံကိုခတ်နိုင်ကတော့ပါမလာခဲ့သေးပါဘူး။သူမရဲ့ကိုစားပရိသတ်တွေကတော့ဝန်းနေပေးနေကြပါတယ်။သူမကိုလည်းအတင်းထားဖို့အတွက်ခွန်အားတွေပေးနေကြတာပေါ့။အခုခါမှလည်းမခိုင်လေးကသူမနဲ့ခင်ပုံတဲ့ကိုခတ်နိုင်တို့အတူတူလက်သက်ထင်းများခဲ့တဲ့23နှစ်တာမင်္ဂလာနှစ်ပတ်လည်အတွက်ငလင်ပေးတဲ့နေရာတွေကိုပြန်လည်ထူထောင်ရေးအတွက်သိန်းတရာကိုလူတန်းခဲ့ပါတယ်။ မင်းသမီးကြီးခိုင်သိန်းကြီးကအင်တာနက်ဆာမျက်နှာမှာဒီနေ့မခိုင်နိုးရဲ့23နှစ်ပြောက်မင်္ဂလာနှစ်ပတ်လည်အလှူအပြိငလင်ပေးတဲ့ဒေတာတွေကိုပြန်လည်ထူထောင်ရေးအတွက်ဒုတိယအကြိမ်ထပ်မံအလှူအပြိ ARD Foundation ကိုသိန်းတရာကျပ်နိုင်တဲ့လောက်ကလေးလှူဒန်းဖြစ်ပါတယ်ရှင် anniversary နေ့လေးမလို့ပုံဟောင်းလေးတွေကိုအမတ်တရားတင်ကွင်းပြုပါတော့ဆိုပြီးတော့ပြောခဲ့ပါတယ် ခင်ပွန်းတဲ့ပြန်လည်မလုံးမြောက်နိုင်သေးပေမဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကိုမမေ့မလျော့ပဲအလူတန်းလောက်ကခင်ပွန်းတဲ့ကိုရည်ရွယ်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့ခိုင်တင်းကြီးပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ကြပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်